ကားတစ်စီးမိသားစုနှစ်စုလူ6ယောက်ပကံကိုခီးသွားရင်ပျောက်ဆုံးတယ်မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုးဆိုပါတယ်ဒီကမှာတော့ကျောင်းဆရာမိသားစုနှစ်စုကားတစ်စီးရနဲ့အတူခီးသွားရင်အဆက်အသွယ်မရပျောက်ဆုံးနေတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းကျောင်းဆယ်မျိုးကမိသားစုနှစ်စုဟာပကံညောင်ဦးပုပ်ပါဦးကားတစီးရနဲ့အတူတူဖြီးသွားနေရတာကအဆက်အသွယ်မရပဲပျောက်ဆုံးနေရလို့သိရပါဗျ။ ပျောက်ဆုံးနေသူတွေဟာကြောက်ဆယ်မျိုးကေကေဖနက်ဆိုင်မှဦးထွန်းနိုင်ဇနီးဖြစ်သူမက်ကေတီအောင်တားဖြစ်သူမောင်ဟယ်ရီနိုင်နဲ့ကြောက်ဆယ်မျိုးမြောင်ရွှေရွာနေမက်ခင်နင်းဝေမတန်းတင်းမြတ်နဲ့တားဖြစ်သူမောင်ဆိုင်လင်းလက်တို့ဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ဟာပစောင်းတိုင်းပိတ်ရက်ဖြစ်တဲ့ပြီးခဲ့တဲ့နိုဝင်ဘာလ၂ရက်နေ့ကပကံညာဦးပုတ်ပါဘက်ကိုကားနံပါတ် 7M 6611နဲ့ ဖျားဘူးခရီးထွက်သွားကြတာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီကားနဲ့တူ6ရောက်လုံးအဆက်အသွယ်မရပဲဖျောက်ဆုံးနေတာဖြစ်တယ်လို့သိရပါတယ်အခုချိန်ထိတော့ဘာတရင်မှမရသေးဘူးသူတို့ကတ냐အိတ်ပဲဆိုပြီးတော့ပကန်းကိုသွားလိုက်ကြတာနိုဝင်ဘာလ2ရက်နေ့ကလေးကအဆက်အသွယ်မရတော့တာဖုန်းတွေလည်းအကုန်ဆက်ပိတ်ထားတယ်သွားကြတာကတော့လူကြီးလေးယောက်ကလေးနှစ်ယောက်ပါဖျောက်ဆုံးနေတဲ့မိသားစုဝင်နဲ့နှိဆက်သူတယောက်ကပြောကြားခြင်းဖြစ်ပါတယ် ။ဒါရှိမှာတော့၎င်းတို့ပျောက်ဆုံးနေရတဲ့ပတ်သက်ပြီးမိသားစုဝင်တွေကသက်ဆိုင်ရာနေမြေရေစကန်မှာလူပြောက်တိုင်ကြားထားရလို့သိရပြီးပျောက်ဆုံးနေသူတွေကိုရှာဖွေနေစေဖြစ်ခါအခုချိန်ထိထူးခြားမှုမရှိသေးဘူးလို့သိရပါတယ်။သူတို့နဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့ချိန်ကသူတို့ပုပ်ပါပတ်သွားနေရလို့ပြောတယ်။အဲ့ဒါကနိုဝင်ဘာနှစ်ရက်နေရအဲ့ဒီနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတာဖုံးတွေအကုန်လုံးနဲ့ဆက်ပိတ်သွားတယ် အွန်လိုင်းလည်းမတက်တော့ဘူးပျောက်ဆုံးနေသူတွေအနေနဲ့တံပိုးကြီးပစ္စည်းတွေလည်းပါသွားတယ်လို့သိရပြီးပြီးခဲ့တဲ့ငလင်ကြီးမှာအိမ်ပြိုကျထားတာဖြစ်တဲ့အတွက်သွားလျရနေရတိုင်းကိုအရေးကြီးပိုင်ဆိုင်မှုတချို့ယူဆောင်သွားလျရှိတယ်လို့လည်းပြောပါတယ်အခုသူတို့ပြောက်နေတာတပတ်လောက်ရှိနေပြီဆိုတော့တခုခုဖြစ်တယ်ဆိုရင်လည်းဘာပဲဖြစ်ဖြစ်သတင်းလေးပါလေးတော့ကြားမှာပေါ့အခုကဘာသတင်းအစားနားမှကိုမကြားရဘဲနဲ့ပျောက်နေရဆိုတော့ တော်တော်တော့ထူးဆန်းနေတယ်။အားလုံးကလည်းစိတ်ပူနေကြတယ်။ဒါကြောင့်ပကညာဦးပုပ်ပါဘကဒေသခံတွေနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝိုင်းဝန်းစုံစမ်းပေးဖို့မိသားစုဝင်တွေကတောင်းဆိုထားကြပါတယ်။အခြေအနေတစောရိယာထူးခြားမှုရှိပါကလည်းမိသားစုဝင်တွေရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့399 901 5901 399 901 399 နှစ်39.90နဲ့39 966 3965တို့ကိုဆက်သွယ်ပေးကြဖို့မိသားစုဝင်တွေကအကူအညီတောင်းခံထားပါတယ်။လူ6ယောက်လုံးလုံးဝဆက်သွယ်မရပဲပျောက်ဆုံးနေရတော့ဒါတော်တော်လေးထူးဆန်းတဲ့ဖြစ်ပါ။ကျွန်တော်တို့မြန်မာပြည်မှာအခုနောက်ပိုင်းလူပျောက်တာတွေကတိတ်မဆန်းတော့ပါဘူး။ဘယ်လိုမှအစားအနာရှာမရဘာဆက်သွယ်မှမရရလေအများကြီးရှိပါတယ်။ဒါပေမဲ့လည်းတော်တော်များများလူပျောက်မှုများက တယောက်ထဲချင်းပျောက်တာများပါလေအခုလိုမျိုးလူ6ယောက်အစုလိုက်ပြုံလိုက်ပျောက်သွားတာမျိုးလုံးဝအဆက်အသွယ်မရဘာဖြစ်လို့ဖြစ်မှန်းမသိရမျိုးတော့မရှိဘူးသေးပါဘူးအားကြောင့်ဗကံညာဦးပုပ်ပါဘက်ကဒေတာကန်နေနေနဲ့ဒီပျောက်ဆုံးသွားသူများကိုတွေးရှိတာဖြစ်ဖြစ်အကြောင်းတစုံတရာရှိခဲ့ရင်ပေါ်ပြပါဖုန်းနံပါတ်တွေကိုဆက်သွယ်ပေးကြပါလို့ထပ်ဆင့်တောင်းဆိုပါတယ်